အားလုံးပဲမင်္ဂလာပါခင်ဗျာအွန်လိုင်းဆိုးချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့အစီအစဉ်လေးမှာတော့ညောင်ပင်ပြိုးပောင်ကျူညောင်ကိုင်းချူရွှေဦးရာဆိုတဲ့မြန်မာစကားပုံလေးကိုပြန်လည်မျှဝေပေးကြပါတယ်နားဆင်ကြည့်ပါခင်ဗျာရှေးတယောအခါကအရက်လေးမျက်နာမှခရီးသွားများလာရောက်နားကိုကြားရတဲ့ညောင်ပင်ကြီးတစ်ပင်ရှိတယ်တနေ့မှာလူတစ်ယောက်ကဒီညောင်ပင်ကြီးဟာဝေဝေဆာဆာရှိနေတဲ့အတွက်ကြောင့်ဒီနေရာမှာလူပေါင်းစုံလာစုနေကြတယ်လူရှုပ်တယ် ညောင်ပင်ကြီးမရှိမှအေးမယ်လို့ဆိုပြီးတော့ညောင်ပင်ပေါ်တက်ပြီးတော့ညောင်ကိုင်းတွေကိုဓားနဲ့ခုတ်လိုက်တယ်။အဲဒီလိုတက်ခုတ်ဆင်မှာပဲညောင်ပင်ကွာကြားတဲ့ကနေပြီးတော့ရွှေတင်ကအပြည့်ပါတဲ့ရွှေအိုးတစ်လုံးကိုရားလိုက်တဲ့အတွက်ကြောင့်ဆက်မခုတ်တော့ဘဲနဲ့ရွှေအိုးပိုက်ပြီးတော့ဝမ်းသာအားရထွက်ခွာသွားတယ်။အခြားသူတဦးကတော့ဒီညောင်ပင်ကြီးကြောင့်လူအများချမ်းချမ်းသာသာနားခိုရတယ်။ညောင်ပင်ကြီးပူ၍ရှင်တန်အောင်လုံမယ်လို့ရည်ရွယ်ချက်နဲ့ညောင်ပင်အောက်မှာတပြက်စီးတွေလှဲပေးတယ် ရေတွေဖြန်းပေးတယ်ညောင်ပင်အခြေကိုမြေဖို့ပေးတယ်အဲဒီလိုပြုလုပ်နေစင်မှာပဲဆွေးနေတဲ့ညောင်ကိုင်းတကိုင်းဟာသူ့အပေါ်တဲ့တဲ့ကျိုးကြလာရအဲဒီလူဟာပေါင်ကျိုးရရှာတယ်လीဤတွင်ဤအကြောင်းအရာနှစ်ခုကိုတီးကြလေတဲ့လူအများဟာညောင်ပင်အောက်မှာစုဝေးပြီးတော့လောကကြီးမှာကောင်းမှုအကျိုးမကောင်းမှုအပြစ်ဟူသည်မရှိလောကကြီးကဖြစ်ချင်းတလို့ဖြစ်နေတဲ့လောကကြီးပါတကားလို့ဆိုကပြောဆိုနေကြလေတယ်လीအ အကြောင်းဆုံးသိနေတဲ့ညောင်ပင်ဆောင်နဲ့ကလူအများအသိအမြင်မှားလျက်အကုသူများပြုကဒုက္ခရောက်ကြပြီတော့မြည်ဟု မနေတာတော့ဘင်းနဲ့ကိုထင်ပြလျက်တရားဟောရပြီတော့တယ်။မောင်မင်းတို့အယူမမားကြကုန်လင်းစင်စစ်ညောင်ကိုင်းချိုး၍ရွှေအိုးရသူက ရှေးဘဝကုသူကံကြောင့်ယခုဘဝမှာရှင်ဘရင်ဖြစ်ရမဲ့သူဖြစ်တယ်။ဒါပေမဲ့လေသူ့ရဲ့ညောင်မင်းကိုဖျက်ဆီးတဲ့အကုသူကံကြောင့် ဘရင်မဖြစ်တော့ဘင်းနဲ့ရွှေဦးလောက်သာကြည်လန့်လိုက်ရတော့တယ်လီ။ညောင်ပင်ပြိုးပြီးတော့ပေါင်ကျိုးရတဲ့သူကစင်စစ်အရင်နေ့မှာပဲတေးရမဲ့သူဖြစ်တယ်။ဒါပေမဲ့လည်းညောင်ပင်ပြိုးတဲ့ကုသိုလ်ကံကြောင့်အသက်မတည်တော့ဘင်းနဲ့ပေါင်ကျိုးယုံများဖြစ်ပြီးသွားရခြင်းဖြစ်တယ်လီ။လောကမှာကံကံဤအကျိုးဆိုသည်ကအေကံရှိပါရဲ့။ကောင်းမှုဟာကောင်းကျိုးကိုပေးတယ်။မကောင်းမှုဟာမကောင်းကျိုးကိုပေးတယ်။မောင်မင်းတို့အယူမမှားကြကုန်လင်။ အယူမှားတော့မဲ့လူအများညောင်ပင်ဆောင်ရုပ်ကစူးကြောင့်အမြင့်မှန်ဖြစ်ချမ်းသာခဲ့ကြရတယ်။ကန်တရားရဲ့စမ်းကြယ်ပုံကိုဖော်ပြတဲ့ဒီဖြစ်ရပ်ကိုအကြောင်းပြုပြီးတော့ညောင်ပင်ပြိုးပေါင်ကျူးညောင်ကိုင်းချိုးရွှေအိုးရားဆိုတဲ့စူယိုးစကားမြန်မာစကားပုံဖြစ်ပေါ်လာရခြင်းဖြစ်တယ်။ဒါကြောင့်ဒီစကားပုံလေးကိုနားဆင်နေကြတဲ့သူအပေါင်းလေကိုကောင်းမှုကုသိုလ်တွေနေစဉ်ပြုလုပ်နေပေမဲ့လေမကောင်းမှုတွေနဲ့ပဲကြုံကြိုက်နေရတဲ့အခါမှာစိတ်ဓာတ်မကြပဲလမ်းမကိုမတွေးမိစေပဲနဲ့ ကိုလုံးဆရာရှိတဲ့ကောင်းမှုကုသိုလ်တွေကိုနေ့စဉ်ပြုလုပ်နေဖို့အရေးကြီးပါတယ်။ကံကံရဲ့အကျိုးဆိုတာတကယ်ကိုရှိပါတယ်။ဒါကြောင့်ယခုလက်ရှိအချိန်တိုင်းအချိန်တိုင်းမှာကောင်းတဲ့ကုသိုလ်ကံလေးတွေကိုပြုလုပ်နေဖို့လိုအပ်ပါတယ်။အားလုံးပဲကောင်းတဲ့ကံတွေပြုလုပ်ရင်းနဲ့ကံတွေကောင်းကြပါစေခင်ဗျာ။